အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ကာတွန်းပုံမြင် channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ပေးသွားမယ့်ပုံမြင်လေးကတော့ချွေမကရောက်နေထိုင်တဲ့ကျုံးဆွေဆိုတဲ့ပုံမြင်ပဲဖြစ်ပါတယ်ကျမကတော့အစစ်စင်တင်ဆက်တူအန်နာပါကဲရှော့ရှော့ရှော့ဒီမှာအုံးသီးတွေအများကြီးခူးလာခဲ့ရေယူပေါင်းယူပေါင်းဒီအုံးသီးတွေကိုခူးနေရင်တဲလာနေနဲ့တော်တော်လေးပြန်မှန်းသွားတယ်ကျမအုံးလက်တွေနဲ့ဓာရီကိုလောက်လာခဲ့ရေတိလားအုံးတပြက်စီတွေကိုလည်းကျမလောက်လာခဲ့သေးတယ်ဒီမှာကြည့်ပါဦး ကျမဒီနေ့မြက်ကန်ထဲကနေငါးရီအများကြီးဖမ်းလာခဲ့တယ်။မြက်ကန်ထဲမှာငါးလှလှလေးတွေအများကြီးပဲရှိနေရတဲ့ကျမလည်းရအောင်ဖမ်းလာခဲ့လိုက်ကြ။ဒီမှာကျမကတော့ငါးတချို့ကိုတတိချာချာကျွတ်နေအောင်ကြော်သွားပြီးပြီ။အခုရတဲ့ပစ္စည်းတွေအကုန်လုံးကိုဈေးနဲ့အမြန်ဆုံးသွားပြီးတွားရောက်ချရမယ်။ဟဲဟိုမကြည့်ပါအောင်ပူဇာတော်မှလာနေပြီ။သူလည်းလှေလော်ပြီးတော့လာနေတယ်။ဒီလိုနဲ့ချွေမလေးတွေကလည်းသူတို့ကိုစီယူဆောင်လာခဲ့တဲ့ပစ္စည်းတွေအားလုံးကိုရှူပြီးနောက်မှာတော့အပြင်ကိုထွက်လာခဲ့ကြပါရဲ့။ တို့ကလှေစီပြီးနောက်မှာတော့ဈေးတွေကိုသွားခဲ့ပြီးတို့ကိုယ်တိုင်လောက်ထားတဲ့ပစ္စည်းတွေအားလုံးကိုသွားရောင်းချခဲ့ကြပါရီဒီမှာရှိတဲ့ရွာသူရွာသားတွေကရေပတ်လဲဝိုင်းနေတဲ့ရွာလေးတရွာမှနေထိုင်ကြတာပါတို့ရွာလေးကရေပတ်လဲဝိုင်းနေတဲ့အလဲတဲမှာတရှိပြီးအားလုံးကလည်းစိတ်အေးချမ်းသာစွာနဲ့ဘဝကိုဖြတ်သန်းနေထိုင်နေခဲ့ကြပါရီဒါပေမဲ့တို့တွေအကုန်လုံးဘလို့ဒုက္ခဆင်းရဲတွေကိုတွေ့ကြုံခဲ့ရလို့မြို့ပေါ်တက်ပြီးအလုံသွားလုံခဲ့ကြရတာလေလွန်ခဲ့ရှာနေငယ်အရင်တုန်းက ကဲနင်တို့အားလုံးထွက်သွားကြ။နင်တို့ငါးယောက်လည်းအတုံးမကြကြဘူး။နင်တို့အတုံးမကြလို့လည်းငါသားလေးတွေအခုလိုမျိုးအလောက်ကနေထွက်ခဲ့ရတာပေါ့။သူတို့ဘလောက်တောင်မှစိုက်ပြနေကြပြီလဲဆိုတာကိုရောသိရဲ့လား။နင်တို့အားလုံးဒီကနေထွက်သွားလိုက်ကြတော့နင်တို့ကြောင့်နဲ့သူတို့အားလုံးအခုမျိုးပေါ်တက်ပြီးအလောက်လောက်ရတော့မယ်။ငါသားကိုလုံးဝမကြည့်ဘူး။အားလုံးပဲအလောက်ကြီးလဲစိတ်ပူပန်မနေကြပါနဲ့။ကျွန်တော်တို့အမြန်ဆုံးသွားပြီးအမြန်ဆုံးပြန်လာခဲ့ကြပါမယ်။ ဒီလိုနဲ့တောင်းတဲ့ကလည်းအလုံးကိုစီနဲ့ထွက်ခွာသွားခဲ့တဲ့အချိန်မှာပဲရောက်ခမဖြစ်သူကသူ့ရဲ့ပုံစံအမှန်တွေကိုပြသခဲ့ပါရီ။ချွေမတွေ၅ယောက်လုံးကိုအမြင်ရံပဲနှိမ့်ဆက်နေခဲ့ပါရီ။တရက်မှာတော့သူမရဲ့နှင်းပန်းနှိမ့်ဆက်မှုတွေကလိုအပ်တာထပ်ပေါ်လွန်သွားခဲ့ပါပြီ။နေတော့၅ယောက်ဒီအိမ်ကိုရောက်လာတဲ့အချိန်ကစပြီးတော့အိမ်မှာမဟုတ်တဲ့ကိစ္စတွေအများကြီးဖြစ်နေခဲ့ရော။နေတော့ဘာဖြစ်လို့အခုလိုမျိုးလုံနေကြရတာလဲဟမ်။ငါတို့အိမ်ရဲ့အေးချမ်းတာယာမှုတွေအားလုံးကလည်းရုတ်တရက်ပျောက်သွားရတယ်။ငါသားလေးတွေရဲ့အလောက်ကလည်းပျောက်သွားရတယ်။ ဒါရီအားလုံးကနင်တို့တွေငါသားလေးတွေဘဝတွေကိုဝင်လာလို့ဖြစ်ရတာပဲအခုကြည့်စမ်းငါ့အိမ်မတယောက်ထဲထားခဲ့ပြီးတော့ဒါလောက်ဝေးတဲ့မြို့ပေါ်မှာသူတို့အားလုံးပင်ပင်ပန်းပန်းနဲ့အလုတ်သွားလုံးနေကြရပြီအဲ့ဒါကြောင့်နင်တို့ဒီမှာထပ်နေဖို့အတွက်မစင်စားတော့နဲ့နင်တို့ဒီမှာထပ်နေလို့မရတော့ဘူးထွက်သွားကြကဲသွားကြသွားကြဒီကနေအမြန်ဆုံးထွက်သွားလိုက်ကြတော့သွားကြအမေရဲ့ဒီလိုတော့လည်းမလုပ်ပါနဲ့ရှင်ကျမတို့ကိုဒီကနေမောင်းထောင်းရင်ကျမတို့ဘယ်ဟိုသွားနေရမှာလဲကျမတို့ငါးယောက်စီမှာနေစရာနေရာကလည်းထက်ရှိရမဟုတ်ဘူးလေအမေရဲ့ ်နင်တို့သွားစလဲနေရကိုသွားကြနင်တို့ဟာနေဘယ်ကိုပဲသွားသွားငါနဲ့ပါဆိုင်လို့လဲငရဲမှာပဲသွားနေနေငါကိစ္စမမဟုတ်ကြကဲသွားသွားသွားဒီကနေချက်ချင်းထွက်သွားကြနင်တို့မျက်နှာကိုငါချက်ပြီးတော့မကြည့်ချင်ဘူးနော်နင်တို့မျက်နှာကိုနောက်ဘယ်တော့မှငါအရှိမလာမပြနဲ့အမေရဲ့အခုလိုတော့လေမပြောလိုက်ပါနဲ့ရှင်ကျမတို့တနာပါအောင်နော်ကျမတို့ကအမေရဲ့ချွေးမလေးတွေမဟုတ်ဘူးလားဘာဖြစ်လို့ကျမတို့ကိုအခုလိုမျိုးပြောနေရတာလဲကျမတို့အပေါ်အခုလိုမျိုးတော့မလုပ်လိုက်ပါနဲ့ရခမကချွေးမလေးတွေစကားတခေါင်းကိုမနာမထောင်ခဲ့ပါဘူး ။ချွေမလေးတွေကလည်းရွာမှာတခြားသူတွေအကုန်လုံးစီသွားပြီးသူတို့ကိုအကူအညီပေးဖို့အတွက်အကူအညီတောင်းခံခဲ့ကြပါရဲ့။ဒါပေမဲ့လည်းသူတို့ကိုဘယ်သူမှအကူအညီမပေးခဲ့ပါဘူး။နေထိုင်ဖို့အတွက်နေရာတစ်ခုလည်းမပေးသလိုမျိုးစားသောက်ဖို့အတွက်လည်းဘာမှမပေးခဲ့ကြပါဘူး။ဒါကြောင့်အားလုံးကလည်းအိမ်ကနေထွက်လာခဲ့ပြီးနောက်မှာတော့ရွာထဲမှာရှောက်သွားနေရင်တောက်ထုတ်ထဲရောက်သွားခဲ့ပါပြီ။သူတို့သွားနေရင်လည်းအကြောလေးပြန်မှန်းနေခဲ့ကြပါပြီ။သူတို့သွားနေရင်လည်းမြေကမ်းပေးရောက်ရှိသွားပါပြီ။ဒီမှာမြင့ မြင်းရဲ့အလယ်မှာဘာရှိနေရလဲတခုခုရှိနေတဲ့ပုံစံမျိုးပဲနော်အေးဟုတ်တယ်မြင်းတော့မြင်နေရတယ်ဒါနဲ့အားလုံးဘာကိုပြောချင်နေကြတာလဲဆိုတာကိုလည်းရှင်းရှင်းလင်းလင်းပြောအောင်လေငါတို့ကိုရွာမှာဘယ်သူမှနေထိုင်ဖို့အတွက်ခွင့်မပြုပေးခဲ့ကြသလိုငါတို့ကိုဘယ်သူမှလည်းအကူအညီမပေးခဲ့ကြဘူးငါတို့ရွာမှာနေထိုင်လို့မရဘူးဆိုပေမဲ့တနည်းအားမတော့နေထိုင်ခွင့်ရအောင်လို့လုပ်ရအောင်မယ်မဟုတ်လားငါတို့အဲ့ဒီနေရာကိုရောက်အောင်သွားပြီးတော့သွားနေကြမယ်ဆိုလို့ရှိရင်ရောအေးကောင်းတယ်ကောင်းတယ်ငါလည်းဒီအကြံဉာဏ်ကိုတော်တော်လေးသဘောကျတယ်ဒီအကြံဉာဏ်ကောင်းတာပဲ ဒါနဲ့အဲ့ဒီနေရာထိရောက်အောင်လို့ငါတို့ဘယ်လိုသွားကြမလဲ။အဲ့ဒီနေရာထိသွားဖို့ဆိုလို့ရှင်တော့ငါတို့မှာလှေတစည်းလိုအပ်တယ်။လှေရှိတော့မှငါတို့အဲ့ဒီနေရာကိုသွားလို့ရမှာ။နေတော့အားလုံးဘာမှအရင်ကြီးလဲစွန့်ရင်ပိုးပဲမနေကြနဲ့နော်။ငါရဲ့အဖေကလှေထိုးသမားတယောက်လေ။အဲ့ဒါကြောင့်ငါကလှေတစည်းဘယ်လိုလုပ်ရမလဲဆိုတာရေလှေကိုဘယ်လိုမျိုးလှော်ရမလဲဆိုတာရေကောင်းကောင်းသိရေ။ငါတို့တစ်တွေစုပ်ပြီးရနဲ့လှေတစည်းအမြန်ဆုံးလုပ်ကြမယ်။ပြီးရင်တော့ငါရဲ့လှေနဲ့ပဲဟိုဘက်ရောဒီဘက်ရောအများအားငါတို့ကူးသွားလို့ရပြီပေါ့။ ဒီမှာငါပြောပြမယ်တေချာနာထောင်ငါတို့အားလုံးစီမှာနောက်ထပ်ဘာနည်းလဲတခုမှလည်းရှိတော့တာမဟုတ်ဘူးငါတို့ကိုယ်တိုင်ပဲငါတို့ရဲ့ဘဝကိုနေထိုင်ဖြတ်ကျော်တတ်အောင်လို့စူးစမ်းတင်ရှုရှားလိမ့်မယ်ငါတို့ကိုဘယ်သူမှလာပြီးအကူအညီပေးကြမှာလည်းမဟုတ်ဘူးလေဒီနောက်မှာတော့ချွေးမလေးငါးယောက်လုံးကလည်းတစ်တွေခေါ်ပြီးနောက်မှာတော့တစ်တွေကိုစုဆောင်းခဲ့ကြပါလိမ့်သူတို့အားလုံးစုပေါင်းပြီးနောက်မှာတော့တစ်သားနဲ့လှေတစည်းဖြစ်သွားအောင်လို့အတူတူစုပေါင်းပြီးလုပ်ကင်ခဲ့ကြပါလိမ့်လှေတစည်းပြင်းစင်လို့ပြီးစီးသွားခဲ့တဲ့အခါမှာတော့သူတို့ကလည်းလှေတော်ပြီးတစ်ဖက်နေရာကိုရောက်အောင်သွားခဲ့ကြပါတော့တယ် ဟဲ့ဒီနေရာငါတို့ထင်ထားတာထပ်ပို့ပြီးတော့ကောင်းနေနော်ဒါပေမဲ့ငါတို့အခုဒီပုံစံအတိုင်းကြီးပဲတော့နေလို့မရဘူးလေငါတို့ဒီမှာနေထိုင်မယ်ဆိုလို့ရှိရင်တော့အိမ်လေးပါလေးစောက်လို့ပြီးတော့နေထိုင်မှဖြစ်မယ်ဒီနောက်မှာတော့အားလုံးကလည်းအလောက်ကိုစီကိုလောက်ခဲ့ကြပါလေချွေးမလေးတွေကလည်းစုစုပေါောင်းနဲ့အလောက်ကိုလောက်ခဲ့ကြပါလေတောင်းထင်မှာရှိတဲ့တစ်တွေကိုရှာသူကရှာမြေကြီးတွေကိုရောတဲ့သူကရောကျောင်းပေါ်မှာရှိတဲ့ပုံအဟောင်းလေးတွေထဲမှာရေဖြည့်သူကဖြည့်ခေခန့်နေတဲ့ခရုခွန်တွေအများကြီးကိုလည်းသူမတွေ့သွားခဲ့ပါလေ ဟဲ့ဒီမှာခရုတ်ခွန်နေဟာငါပြစ်လိုက်တော့မယ်ဘာမှလုပ်လို့လည်းမရဘူး။ဟဲ့မပြစ်နဲ့လေမပြစ်ပါနဲ့အရာတွေကိုယူလာခဲ့လိုက်လေ။ငါတို့အိမ်တွေကိုအဲ့ဒါနဲ့အလှဆင်လို့ရတဲ့အရှမ်းကိုလှသွားမှာဒီနောက်ချွေးမလေးတွေကလည်းအိမ်ကိုအကောင်းမွန်ဆုံးတစ်သားနဲ့ဆောက်လုပ်ပြီးနောက်မှာတော့ခရုတ်ခွန်လေးတွေနဲ့အလှဆင်ခဲ့ကြပါရဲ့။လှလိုက်ကြဟဲ့ငါတို့အိမ်ကတကယ်အရှမ်းကိုလှပတာပဲနော်ကြည့်ပါဦး။အခုဆိုရင်တော့ခရုတ်ခွန်လေးတွေနဲ့အလှဆင်ထားတာပို့ပြီးတော့လှပနေသေးတယ်။နောက်နေ့မနက်မောင်းနေသွားခဲ့တဲ့အခါမှာတော့ Sony ရဘိုက်တွေတအားစာနေခဲ့ပါပြီ။ သူမအပြင်ထွက်ပြီးဟိုတတီလိုက်ကြီးခဲ့တဲ့အခါမှာတော့အုံးပင်ကြီးတပင်ကိုတွေ့လိုက်ရပါတယ်။အုံးပင်ပေါ်မှာအုံးဒီတွေလည်းရှိနေပါတယ်။သူတို့ကအုံးဒီခူပြီးနောက်မှာတော့အုံးရည်ကိုတောက်ပြီးပိုက်ဖြည့်ခဲ့ကြပါတယ်။ဒါကတော့သူတို့အတွက်အကောင်းဆုံးမနှက်စာတစ်ခုဖြစ်လို့နေခဲ့ပါတယ်။ကောင်းလိုက်တော့အုံးရည်ကချိုပြီးမွေးနေအောင်ပဲနော်။ဒီအုံးရည်ကိုတောက်လိုက်တော့တော်တော်လေးစိတ်ကကြည်လင်သွားတယ်၊ဗိုက်လည်းပြည့်သွားတယ်။အေးဟုတ်တယ်။အုံးဘတ်တွေကအတော်လေးစားကောင်းနေနှူးညံ့နေရပဲ။ အရင်တုန်းကငါတို့ရွာမှာနေထိုင်ခဲ့တဲ့အချိန်တုန်းကအုံးရီရောင်နဲ့ဒူလာတဲ့ခါတိုင်းငါဘလောက်ကြောင်မှအုံးရီတောက်ချင်ခဲ့လဲဆိုတာကိုသိလားဒါပေမဲ့ငါတို့မှာကိုပိုင်သုံးဆွဲဖို့ပတ်စံကလည်းရှိတာမဟုတ်ဘူးလေဒီတော့ဘယ်တုန်းကမှအုံးရီလည်းဝယ်မတောက်နိုင်ခဲ့ပါဘူးဟာဒီမှာကြည့်ပါဦးဟဲ့ငါတို့ဒီကိုရောက်လာတာအရင်အောင်ကောင်းနေအစားအသောက်တွေကိုလည်းအလကားစားလို့ရတယ်ဒါနဲ့ငါအကြံဉာဏ်တစ်ခုရသွားပြီသီလားငါတို့ဈေးထဲမှာဒီအုံးသီးတွေကိုတွားရောက်မယ်ဆိုလို့ရှင်တော့ငါတို့လည်းပတ်စံတွေအများကြီးရှာနိုင်သွားမှာပဲနော်ဘလောက်ကြောင်မှကောင်းလိုက်တယ်လေဒါကတော့ အေးကောင်းတယ်ဟဲ့ကောင်းတာပေါ့ဒါအတော်လေးကိုကောင်းတာပဲနင့်အုံနောက်ကတော့လေတကယ်ရွှေချထားရမယ်နင်စင်းစားတာတော်လေးကိုမှန်းနေဒီလိုနဲ့ချွေးမလေးတွေအကုန်လုံးကလည်းအုံပင်ပေါ်တက်ပြီးအုံသီးတွေကိုခူးယူခဲ့ကြပါရီရှားတဲ့အုံသီးတွေကိုတို့ကတော့ဈေးထဲမှာတွေ့အောင်ချခဲ့ကြပါရီအုံသီးတွေခိုးပြီးနောက်မှာတော့တို့အကြညာအစ်တွေအများကြီးရရှိခဲ့တဲ့အတွက်အုံပင်ရဲ့အကိုင်းခတ်တွေနဲ့ရကြောင်တွေလုပ်ပြီးနောက်မှာတော့တပြက်စီတွေကိုလည်းလှုပ်ရောက်ခဲ့ကြပါရီတို့ရှိမှပတ်စံတွေအများကြီးစုဆောင်ရရှိသွားခဲ့တဲ့အတွက်အဆင်ပြေနေခဲ့ကြပါရီ လေနဲ့ပဲရွာတဲ့ကိုသွားပြီးနောက်မှာတော့တို့ active ပစ္စည်းပစ္စည်းရောတွေအားလုံးကိုဝယ်လာခဲ့ပြီးတို့နေထိုင်နေတဲ့ကျောင်းလေးကိုပြန်လာခဲ့ကြပါရည်။ရောက်လာပြီးနောက်မှာတော့တို့ထမင်းဟင်းချက်ပြုတ်ပြီးအတူတူထိုင်စားတောက်ခဲ့ကြပါရည်။ဒီလိုနဲ့ပဲရက်တွေကလည်းကုန်ဆုံးနေခဲ့ရပါရည်။တကယ်မတော့ပူနမ်ကလည်းထမင်းဟင်းချက်ဖို့အတွက်မိဖို့ကန်နေဝင်သွားခဲ့တဲ့အခါမှာအိမ်မပါဟင်းသီးဟင်းရွက်တခုမှမရှိရောကိုတမားတွေ့ခဲ့ရတဲ့အတွက်အတော်လေးစိတ်ပြတ်သွားပါရည်။ဒုက္ခပါပဲအိမ်မှာဘာမှလည်းမရှိဘူးဟင်းသီးဟင်းရွက်တစ်စက်တောင်မရှိဘူး။ အခုငါထမင်းဟင်းကိုဘာနဲ့ချက်ပြီးတော့ဘယ်လိုစားရတော့မလဲအားလုံးကလည်းဈေးရဲကနေပြီးတော့ပြန်လာနေလောက်ကြပြီသူတို့အတော်လေးပိုက်ဆံနေကြတော့မှစဉ်းစားနေတဲ့တမအပြင်ကိုထွက်လာခဲ့ပြီးမြကန်းနာမှာထိုင်နေခဲ့ပါရီဒီအချိန်မှာငါ့ရဲ့အမကြီးကိုတမတွေ့ခဲ့ရတာနဲ့ဝမ်းသာသွားပါရီဟဲ့အခုမှပဲအကြံရတော့တယ်ကြည်စမ်းငါတို့ငါမစားရတော့အတော်လေးကိုကြားနေပြီပဲကဲဒီနေ့တော့ငါအားလုံးအတော်ငါပဲချက်ပေးလိုက်ကြမယ်ဒီနောက်ခဏကြာမှတော့တမကလည်းငါနဲ့ထမင်းအကောင်ဆုံးချက်ပြီးတော့ပြင်ဆင်ထားပေးလိုက်ပါရီ အရာနဲ့အတူတူသူမငါးတချို့ကိုလည်းကြောထားလိုက်ပါရီထမင်းစားဖို့အတွက်ရောက်ရှိလာခဲ့တဲ့အခါမှာအားလုံးကလည်းထမင်းဟင်တွေအရန်ကောင်းတာကိုတွေ့ပြီးပြောရွှင်သွားခဲ့ကြတာပေါ့ကောင်းလိုက်ကြထမင်းနဲ့ငါးဟင်ကိုချက်ထားတာမှုန်းနေရပဲပြီးတော့ငါးကြော်လည်းပါသေးတယ်ရှယ်ပဲဟိအေးဟုတ်တယ်အိမ်မှာဘဲရီရောစံရီရောအားလုံးကုန်သွားတာနဲ့ငါလည်းအခုလိုမျိုးငါးရီပဲကြောထားလိုက်ကြကောင်းတယ်ကောင်းတယ်ငါတို့မြက်ကန်တစ်ပြေးမှာနေနေပြီးတော့ဒီအကြောင်းလေးကိုအရင်တုန်းကတခါမှမစင်စားခဲ့ဘူးနော်ဘာလို့လဲဘာမစင်စားဘူးတာလဲ ။ဘာအောင်ရမှာလဲငါတို့မြက်ထဲမှာရှိတဲ့ငါးတွေကိုဖမ်းပြီးတော့ဈေးထဲမှာရောင်းလို့ရတယ်လေ။ဒါဆိုရင်တော့ငါတို့ရဲ့စီးပွားရေးအခြေအနေအရင်တုန်းကထပ်ပိုကောင်းလာမှသီလား။ငါတို့ငါးကြော်ပြီးတော့ရောင်းလို့လည်းရသေးတယ်။ဒီနောက်မှာတော့တို့အားလုံးကလည်းငါးအစိမ့်တွေနဲ့ငါးကြော်တွေကိုကြော်ပြီးရောင်းခဲ့ကြပြန်ပါလေ။ကြည့်ပါဦး။အခုဆိုရင်တော့ငါတို့ပတ်စံတွေပို့ပြီးရှာလာနိုင်ခဲ့ကြပြီဟေ့။ငါတို့မြစ်ထဲမှာရတဲ့နောက်ထပ်ပစ္စည်းတွေအများကြီးကိုထုတ်ပြီးတော့လည်းရောင်းလို့ရသေးရဲ့နော်။အေးဟုတ်တယ်ခရုတွေပါပြီပေါ့ဟာ။လာကြပါရှင်။ငါးရမယ်နော်။ငါးအစိမ့်လည်းရမယ်။ငါးကြော်လည်းရမယ်။ ီဘက်မှာအုံးရည်တွေရမယ်အုံးသီးတွေရမယ်အုံးပိန်အုံးလက်တွေနဲ့လောက်ထားတဲ့ရတောင်တွေတပြက်စီးတွေချင်းတွေရမယ်ရှာတွေလည်းရမယ်ဒီလိုနဲ့အားလုံးကလည်းပတ်စံပို့ပြီးခြာလာနိုင်ခဲ့ကြပါ යි သူတို့တရက်အင်ကိုပြောင်းလာခဲ့တဲ့အခါမှာသူတို့ယောက်ျားတွေလည်းအင်ကိုရောက်လာကြပါတယ်ရှင်တို့ရှင်တို့ဘယ်လိုဖြစ်ပြီးတော့ဒီကိုရောက်လာတာလဲကျမတို့ရှင်တို့ကိုစောင့်နေအောင်အတော်လေးကြာနေပြီးအားလုံးပဲဘယ်လိုလဲအေးငါတို့အဆင်ပြေတယ်မြို့ပေါ်ကိုရောက်သွားပြီးငါတို့အလောက်ကောင်းကောင်းလဲရသွားတယ်ပတ်စံလည်းကောင်းကောင်းခြာလာခဲ့ကြပါတယ် ကောင်းတာပေါ့ရှင်ဒါနဲ့ကျမတို့ဒီမှာရှိရဲဆိုတာရှင်တို့ဘယ်လိုသိလဲငါတို့အိမ်ပြန်သွားတဲ့အခါမှာသိခဲ့တာအခုငါတို့လည်းဒီမှာပဲမင်းတို့နဲ့အတူတူနေဖို့အတွက်လိုက်လာခဲ့ကြတာလေဒီအချိန်မှာအမေဖြစ်သူရောက်ရှိလာပါတယ်တောင်းပန်ပါတယ်ငါရဲ့အရန်အောင်တော်တဲ့ချွေးမလေးတွေကိုအိမ်ကနေမောင်းထုတ်ပြစ်ခဲ့မိတယ်ငါရဲ့သားတွေချွေးမတွေရှိတဲ့နေရာကတော့ငါရဲ့အိမ်ပဲပေါ့အခုချိန်ကစပြီးငါလည်းဒီမှာပဲနေတော့မယ်ကျမတို့ဒီကနေပြီးတော့မထွက်သွားချင်တော့ဘူးဒီမှာနေရတာတိတ်အဆင်ပြေရပဲဒါဆိုရင်ငါတို့အားလုံးဒီမှာပဲအတူတူနေကြမယ်လေကောင်းတာပေါ့ရှင်ကောင်းတာပေါ့ ဒီနောက်မိသားစုတွေအကုန်လုံးပျော်ရွှင်စွာနဲ့အတူတူပေါင်းစုနေထိုင်သွားခဲ့ကြပါတယ်နောက်ထပ်တင်ဆက်ပေးသွားမယ့်ပုံပြင်လေးကတော့မြို့သူချွေမလီရဲ့တောသူရခမဆိုတဲ့ပုံပြင်ပဲဖြစ်ပါတယ်။ရွာတရွာမှာရမ်ဒင်းဆိုတဲ့သူကတော့သူ့ရဲ့မိသားစုဝင်တွေနဲ့အတူတူနေထိုင်နေခဲ့ပါတယ်။ဘလို့မဆိုသူကတော့သူ့ရဲ့မိသားစုကိုရှာဖွေကြွေးမွေးဖို့အတွက်အလောက်တွေကိုစူးစမ်းရှုံးကန်လောက်ကိုင်းနေပါတယ်။ရမ်ဒင်းကအလောက်တွေကိုစူးစမ်းလောက်ကိုင်းပတ်စံဆိုပြီးနောက်မှာတော့သူ့ရဲ့သားလေးကိုမြို့ပေါ်မှာပညာသင်ကြားစေခဲ့ပါတယ်။ အလုကမြို့ပေါ်မှာပညာသင်ယူပြီးနောက်ပညာရေးဆောင်ကတိုင်သွားခဲ့တဲ့အခါမှာမြို့ပေါ်မှာရှိတဲ့ကုမ္ပဏီတစ်ခုမှာပဲအလုပ်ဝင်လုပ်နေခဲ့ပါပြီ။သူအလုပ်လုပ်နေရင်ရီမော့ဆိုတဲ့ main clerk တယောက်ကိုလည်းသူချင်မိသွားခဲ့ပါရီ။နှစ်ယောက်သားတယောက်ကိုတယောက်အစင်မှန်သဘောကျနေခဲ့ကြတဲ့အတွက်နှစ်ယောက်လုံးကလည်းလက်ထပ်ခဲ့ကြပါရီ။လက်ထပ်ပြီးသွားတဲ့အခါမှာသားလေးကလည်းဖောင်းခင်ဖြစ်သူကိုနှုတ်ဆက်ဖို့အတွက်သူ့ရဲ့မိန်းမကိုခေါ်ပြီးရွာကိုပြန်လာခဲ့ပါရီ။ ချွေမလေးကလည်းရွာမှာရှိတဲ့တယောက်ခမအင်ကိုရောက်ရှိလာခဲ့တဲ့အခါမှာတော့တယောက်ခမအင်ကတော်တော်လေးသေးငယ်လွန်ပြီးစောက်ပြက်နေအောင်ကိုတွေ့ခဲ့ရတဲ့အခါမှာအံ့အားတင်သွားခဲ့ရပါသည်အင်လေးကကျဉ်လွန်ပြီးတတော်လေးကိုလည်းမခိုင်မခံပါဘဲအချိန်ခဏကြာမြင့်သွားခဲ့တဲ့အခါမှာယောက်ခမဖြစ်သူကချွေမလေးတောက်ဖို့အကြွားရေတစ်ခွာခလာခဲ့ပေးပါသည်ချွေမလေးရဲ့နေအင်ကိုရောက်လာပြီပဲခဏလေးထိုင်ပြီးတော့အနားယူပါအောင်နော်အမေမြေအိုးတွေကရေလေးတစ်ခွာခလာခဲ့ပေးတယ်အေးလေးတောက်လိုက်ရှင်အေးသွားလိုက်မယ်ချွေမလေးရဲ့ ကြပါ ਈ လေမြေဩရရရေမြေဩရရရေကိုတော့ကျမလည်းမတောက်တတ်ဘူးဒီမှာရေတန်းဆက်တွေရေခဲတက်တာတွေဘာတွေမရှိဘူးလားဒါနဲ့အဲ့လိုမျိုးကဘာကိုခေါ်တာလဲဒီမှာကတော့အဲ့လိုမျိုးတွေမရှိပါဘူးချွေးမလေးရဲ့အမေသူပြောနေတာကကြတော့ရေတန်းဆက်ကိုပြောနေတာလေရေကိုတန်းစင်ပေးရဲဆက်ဆိုတာရှိတယ်အပူနဲ့အေးနှမျိုးလုံးထည့်ပြီးတော့တောက်လို့ရတယ်အေးချွေးမလေးရေငါတို့ကအဲ့လောက်ထိချမ်းသာနေကြတာမဟုတ်ဘူးလေ တောင်ရလွန်ကန်လောက်ကင်ကြတဲ့တောင်သူတဝီရဲ့အိမ်မှာဒီလိုဆက်ပစ္စည်းအကြီးကြီးတွေဘယ်ကနေရမှလဲချွေးမလေးရဲ့ဒီရေကတော်တော်လေးတန့်ရှင်ပြီးတော့အေးလေးအေးလေးရေတွေးနဲ့ကအသက်ရှင်နေတဲ့ရေကိုခတ်ပြီးတော့မြေအိုးထဲမှာထည့်ထားတာရှင်အေးသွားလိုက်မယ်တောက်ကြည့်လိုက်ကွယ်တကယ်လို့တိတ်ပြီးတော့စိတ်မတန့်ဘူးဆိုလို့ရှင်လဲခဏလေးပဲစောင့်တော့အမေအခုချက်ချင်းဒီရေကိုတွားပြီးတော့စူပွက်သွားအောင်ကြိုပေးမယ်အေးခံပြီးတွားတဲ့အခါကျတော့မှတောက်ဖို့ထားလိုက်ပါတော့ထားလိုက်ပါတော့ကျမရေမတောက်ချင်တော့ဘာမှထပ်ပြီးတော့လုံမနေတော့နဲ့ ဘာမှထပ်ပြီးတော့မလို့တော့ဘူးဒါနဲ့လေဖြစ်နိုင်မယ်ဆိုလို့ရှင်တော့ကျွန်မတို့က green tea တစ်ခွက်လောက်ရမလားယကျွန်မ green tea တောက်ချင်တယ် green tea green tea ဆိုတာဘာကြီးလဲတခါမှမကြားဘူးဘာပြောရလဲ green tea ကဘာလဲဆိုတာလေးကိုတော့မသိဘူးလားတကယ်ပါပဲတကယ်ကိုတောသားတွေပဲကဲထားလိုက်တော့ထားလိုက်တော့ဘာမှထပ်ပြီးတော့လုံးမနေတော့နဲ့ကျွန်မကိုယ့်အကူပဲတခုတ်ခုတ်လှုပ်ဖို့အတွက်စီစဉ်လိုက်တော့မယ် remote ကလည်းမိဖို့ခံနေဝင်သွားပြီးတော့ကြည်လိုက်တဲ့အခါမှာတော့အင်းရဲ့မိဖို့ခံအခြေအနေကိုတွေးလိုက်ရတာနဲ့ ူတတော်လေးအံ့အားသင်သွားခဲ့ရပါတယ်။သူမစိတ်လဲစိတ်ပြတ်သွားခဲ့ပါတယ်။အိုဖျားသခင်ဒုက္ခပါပဲ။ငါအတော်လေးကန်ဆိုးတယ်ဟာ။ဘလို့စိတ်ရတဲ့ခမအိမ်ကိုငါရောက်ရှိလာခဲ့ရတာလေ။တို့အိမ်မှာဘာတစ်ခုမှလည်းမရှိတဲ့အပြင်မိဖို့ကန်းကလည်းစောက်ပြတ်တန်းနေရော။အမေရေးအမေဒီလိုလာပါအောင်အမေရေးဒီလိုလာပါအောင်။အမေတို့အိမ်မှာဘာမှလည်းမရှိဘူး။ဂတ်စ်မိဖို့လေးတခုတော့မှမရှိကြဘူးလား။အားလုံးပဲအိမ်မှာသမင်းဟင်းတွေကိုဘလို့ချက်ပြုတ်စားတောင်းနေကြတာလေ။ချွေးမလေးရဲ့အခုနောက်ပြောရမလားငါတို့ကတောင်ရလုံကန်းလောက်ကင်ကြတဲ့တောင်သူလေသမားမိသားစုလေ စင်ရလုံးနဲ့အတော့ငါတို့ gas မီဖို့တွေပါတယ်လေမဟုတ်နိုင်ကြပါဘူးကွယ်ဒီမှာအားလုံးကတော့ဒီပုံစံအတိုင်းပဲထမင်းဟင်းကိုချက်ကြတာမြေကြီးနဲ့လှုပ်ထားတဲ့မီဖို့လေးရှိတယ်အဲ့ဒီမီဖို့မှာထင်းတွေမီသွေးတွေထည့်ပြီးတော့ပဲထမင်းဟင်းချက်ပြုတ်စားတော့ကြတယ်အမေရဲ့တကယ်ပါပဲကျမဒီမှာထပ်ပြီးနေဖို့ဆိုရင်တော့အတော်လေးကိုစဉ်းစားရလိမ့်မယ်အတော်ညှက်ပတ်တာပဲရှင်ကျမဒီလောက်ထိညှက်ပတ်တဲ့နေရာမှာမနေနိုင်ဘူးကျမဒီမှာနေနေကြလည်းမဟုတ်ဘူးလေပြီးတော့ဒါဘလို့ဖြစ်ရတာလဲဒီမှာအိယာကလည်းတခုပဲရှိရလား ေးဟုတ်တယ်ချွေးမလေးရဲ့အိမ်မအိယာကတော့တခုပဲရှိတာအဲ့ဒီအိယာကလည်းအမေရဲ့အဖေကိုယ်တိုင်ကအမေလက်ထပ်ပြီးဒီအိမ်ကိုရောက်လာတဲ့အချိန်တုန်းကတင်တောင်းဝင်အနေနဲ့လက်ဖွဲဆိုပြီးတော့ထည့်ပေးလိုက်တဲ့ပစ္စည်းလေးလေအဲ့ဒါကြောင့်မိသားစုဝင်တွေအကုန်လုံးကအဲ့ဒီအချိန်ကလေးကဒါတခုကိုပဲတောင်းဆွဲပြီးတော့နေထိုင်နေကြတာပေါ့တော်ပြီရှင်တော်ပြီတော်ပြီအတော်လေးကိုစိတ်ပြတ်စရာကောင်းတယ်ကျမဒီစကားတွေဘာတခုမှထပ်ပြီးတော့နားမထောင်ကြတော့ကျမအခုသိကျင်တာတခုပဲရှိတယ်အဲ့ဒါကတော့အခုကျမအိတ်မယ်ဆိုလို့ရှင်တော့ဘယ်မှာဘယ်လိုမျိုးသွားအိတ်ရမှာလဲ ဒီအချိန်မှာရီမရဲ့ယောက်ျားရောက်ရှိလာခဲ့ပြီးတော့ပြောလိုက်ပါတယ်။ရီမရဲ့ရွာမှာရှိတဲ့လူတွေအကုန်လုံးကတော့ဒီပုံစံအတိုင်းပဲလေ။ဘာလုံးကမှုရနဲ့အိတ်နိုင်ကြတာမဟုတ်ဘူး။အများစုကတော့ဒီပုံစံအတိုင်းပဲဖျားလေးခင်းပြီးတော့တန်းမြေမှာအိတ်ကြတာ။ငါတို့လည်းအောက်မှာပဲဖျားခင်းပြီးတော့အိတ်ကြမယ်လေ။ရှင်းရလေယူမရယူနေရလားဒါဘယ်လိုစကားတွေပြောနေရလဲ။ကျမလိုမျိုးမျိုးသူတယောက်ကရွာလေးကိုရောက်လာခဲ့ပြီးတော့ဖျားခင်းပြီးအိတ်ရမယ်ဟုတ်လား။ဒါဖြစ်နိုင်တယ်လို့ရှင်းထင်နေလား။ကျမတခါမှအခုလိုမအိတ်ဖို့ဘူးဆိုတော့ကိုရှင်းသိရသားနေရှင်း။ ရပါတယ်ချွေးမလေးရရပါတယ်ရပါတယ်အဲ့လောက်ထိလဲဒေါသတွေကြီးမနေပါနဲ့အမေတို့အောက်မှာအိတ်လို့ရတယ်အမေတို့အိတ်နေကြပဲတားနဲ့သမီးနှစ်ယောက်စလုံးကတော့အိယာပေါ်မှာတိုက်အိတ်လိုက်ကြလीဒီနောက်မှာတော့ရီမောင်းကလည်းတွေ့ယောက်ကြောင်းနဲ့အတူတူအိယာပေါ်မှာအေးအေးဆေးဆေးတိုက်အိတ်ခဲကြပါတယ်တနာဆရာကောင်းနဲ့ဆင်းရဲတဲ့ရခိုင်ထီးနဲ့ရခိုင်မနှစ်ယောက်စလုံးကတော့အောက်မှာဖျားခင်းပြီးအိတ်ခဲကြရပါတယ်နှစ်ယောက်လုံးကတော့ရဲအနေငယ်ကြတဲ့အဒီရွာမှာပဲနေထိုင်ခဲကြပါတယ်ဒီနောက်ရဲအနေငယ်နောက်ထပ်ကြမြင်သွားခဲ့တဲ့အခါမှာတော့ချွေးမလေးထပ်ပြီးပြဿနာရှာခဲ့ပြန်ပါတယ် အမေရဲ့ယွန်းစရာကောင်းလိုက်တာနော်နွားချီအနှံ့တွေကြီးပဲကျမလုံးဝမနေနိုင်ဘူးကဲအရင်ဆုံးရေမိုးချိုးလိုက်တော့အမေနာကနေပြီးရောအနှံ့တွေတော်တော်လေးထွက်နေတယ်အမေရဲ့ရေမိုးချိုးတန်ရှင်းလောက်ပြီးသွားပြီဆိုရင်တော့ကျမအတွက်လည်းဖေးတစ်ခွက်လောက်လည်းဖြော်ပေးစမ်းပါအောင်ရှင်ပြီးတော့ဒီနေ့ထမင်းကောင်းကောင်းအဟင်းကောင်းကောင်းချက်ဖို့လည်းမင်းမနေနိုင်အောင်နော်အမေတို့ကနေ့တိုင်းထမင်းနဲ့ပဲဟင်းပဲစားနေကြတယ်စင်ရဲသားတွေလိုမျိုးအခုလိုထမင်းဟင်းတွေကိုတော့ကျမမစားတတ်ပါဘူးနေ့စဉ်တိုင်းစားနေစားနေနဲ့အတော်လေးကိုညင်းငွေ့နေပြီ ကျမတို့ပူရီနဲ့နှုတ်ထမင်းလေးချက်ပြီးနောက်ထပ်ဟင်းတွေကိုလည်းကောင်းကောင်းလေးချက်ပြီးနော်ဒီနေ့တော့အရသာရှိရှိစားတော့ရမယ်။သူအခုလိုပြောနေခဲ့တဲ့အချိန်မှာပဲသူရဲ့ရောင်မလေးတဲ့ဇနီးရောက်ရှိလာခဲ့ပါတော့လေ။ကဲနောက်ဆုံးတော့မြို့ပေါ်မှာနေထိုင်နေတဲ့ကျမရဲ့ရောင်မလေးအိမ်ကိုရောက်လာပြီပေါ့လေဟုတ်လား။ကျမကဟိုဘက်ရွာမှာနေတာကျမရဲ့ခေါမအိမ်ကဟိုဘက်ရွာမှာရှိနေရတယ်။ကျမလည်းဟိုဘက်ကနေပြီးတော့ဒီကိုလာဖို့အတွက်အတော်လေးအချိန်ထုတ်ယူပြီးတော့လာခဲ့ရတဲ့အတွက်နည်းနည်းတော့ကြာသွားခဲ့တယ်။ဒါနဲ့ရောင်မကမြို့ပေါ်မှာအလုံးလုံးတယ်ဆို ရောင်မရဲ့မိဘအိမ်ကသူတွေကလည်းတော်တော်လေးချမ်းသာကြတယ်ဆိုပြီးတော့လည်းကြားထားတယ်ဟုတ်လား။ရောင်မနဲ့အခုလိုမျိုးတွေးဆောင်ခွင့်ရတာကျမကတော့တကယ်အရန်ကိုဝမ်းသာပျော်ရွှင်မှုရရှင်။ဟုတ်လားတော်တော်လေးဝမ်းသာပျော်ရွှင်နေရပေါ့။တည်တယ်တည်တယ်ငါကောင်းကောင်းတည်ရ။ငါတို့လိုချမ်းသာလို့နဲ့သူတွေနဲ့တွေးဆောင်ခွင့်ရပြီဆိုရင်တော့နင်တို့လိုစင်ရသားတွေကအမြဲတမ်းဝမ်းသာပျော်ရွှင်နေကြတာပဲလေ။အမှန်တမ်းပြောရမယ်ဆိုလို့ရှင်တော့ငါတို့အရန်ကိုချမ်းသာပြီးအဆင့်တန်းရှိတဲ့မိမတယောက်ကနင်တို့လိုစင်ရင်သားတွေနဲ့တွေ့ဖို့အတွက် နန်းနယ်လေးတော့မှပျော်ရွှင်မနေဘူးရီမော်နီတာဘာလို့တာလဲဘာလို့ဒီလောက်တော့မှရိုင်းဆိုင်နေရတာလဲငါအမကအဝေးကြီးကောင်းနေနေနဲ့တွေးဖို့အတွက်တကူတကလာခဲ့တာကိုနေရတော့ဒီပုံစံစကားပြန်ပြောနေရဲ့ဟုတ်လားဒါလားနေရဲ့ရင်ကျင်းမှုမင်းရဲ့ပုံစံနဲ့အပြုတ်မှုတွေတော်တော်လေးကိုပြောင်းလဲနေတယ်ဆိုတာကိုငါကြည့်နေခဲ့တာအတော်လေးကြပြီဘလို့မဆိုငါတို့လက်ထပ်ထားတာတိတ်ပြီးတော့မကြသေးတဲ့အတွက်ငါပါစပ်ပိတ်ပြီးတော့တီးခံနေခဲ့ရာအော်ယောက်ျားရဲ့ရှင်းရတကယ်ပါပဲရှင်ဘာလို့ဘာကိစ္စမှလည်းမဟုတ်ဘဲနဲ့ဒီလောက်တော့မှဒေါသတွေထွက်နေရတာလဲ ကျွန်မအားလုံးကိုပြောပြချင်တဲ့ကိစ္စကတော့ရှင်းရှင်းလေးပဲမြို့ပေါ်ကချမ်းသာတဲ့ချွေးမလေးကိုလိုချင်တယ်ဆိုရင်တော့ကျန်းတဲ့မိသားစုဝင်တွေအကုန်လုံးကနည်းနည်းတော့ညှိနှိုင်းဖြည့်ရှင်းပေးရမှာပေါ့ကျွန်မအားလုံးကိုအမြဲတမ်းပြောတယ်အဝတ်စားဝယ်လို့ရှင်တော့ကောင်းကောင်းကန်းကန်းဝတ်လူမြင်သူမြင်ကောင်းတာလေးကိုရှာဝတ်သူတို့အားလုံးကတော့ကျွန်မပြောတဲ့စကားတခေါင်းကိုမှနားမထောင်ကြဘူးအားလုံးကအလုတ်သမားတွေလိုမျိုးတရောင်းစားတွေလိုမျိုးနေဖို့အကြွက်ကိုပဲစိတ်ဝင်စားကြတယ်ကြည့်လိုက်တဲ့အခါတိုင်းတစ်ခါမှတောက်တောက်ပြပြောင်းကိုမရှိဘူး ရှင်ရမိဘတွေကအရန်ကိုဆင်းရဲကြပါတယ်ဆိုနေမှာရှင်ရအမကလည်းနောက်ထပ်ရောက်လာတယ်။ကျမဓာရီအားလုံးကိုတီးခတ်နေရတာလွယ်တယ်လို့ရှင်ထင်နေလား။ရှင်တော့တမျိုးလုံးနေမကောက်ဘူး။ရွာမှာရှိတဲ့သူတွေအကုန်လုံးကလည်းဆင်းရဲသားတွေကြီးပဲ။ဒီလူတွေအကုန်လုံးကလည်းကျမရဲ့အဆင့်တန်းနဲ့နည်းနည်းလေးမကိုက်ညို့သေးလား။ကျမအခုလိုမျိုးသူတို့နဲ့တွေ့နေရတာတော်တော်လေးကိုစိတ်ပြက်လွန်းနေ။ဒီစကားကိုကြားခဲ့ရတဲ့အခါမှာအာလုဒေါသရဲ့အရန်ကိုထွက်သွားခဲ့ပြီးသူရဲ့ memory မှာကိုပါတစ်ချက်တည်းရိုက်ချပြလိုက်ပါတော့တယ်။မင်းရဲ့စကားတွေကတော်လေးကိုလွန်နေပြီနော်။ ငါမင်းရဲ့စကားတွေကိုနားထောင်ကောင်းလို့နားထောင်နေရမဟုတ်ဘူး။မင်းငါ့ရဲ့မိဘတွေကိုလည်းမကောင်းပြောတယ်။ငါ့ရဲ့အမကိုလည်းပြောဆိုလိုက်တာများရစရာကိုမရှိဘူး။ဒီမှာသေချာနားထောင်။မင်းလက်ထပ်ထားတဲ့မင်းရဲ့ယောက်ျားကိုပြုစုပြောထောင်ကျုံးမေးဆောက်ရှောက်ပေးခဲ့တဲ့သူတွေကတော့ဒီဆင်းရဲသူတွေပဲ။မင်းလိုမျိုးပညာတတ်ပြီးချမ်းသာတဲ့မျိုးပေါ်ကမင်းကလေးတယောက်ဒီလောက်တောင်မှရိုင်းဆိုင်နေဆိုတဲ့အကြောင်းလေးကိုငါသိခဲ့မယ်ဆိုရင်တော့ငါမင်းနဲ့ဘယ်တော့မှလက်ထပ်ခဲ့မှာမဟုတ်ဘူး။ငါတို့ကရွာမှာပဲနေထိုင်လာခဲ့ကြတဲ့အရန်ကိုရိုးသားဖြောင်းမဲ့ကြတဲ့လူတွေပဲ။ မင်းဒီလောက်ထိစော်ကားနေရကောင်းငါ့မိသားစုတွေထပ်ပြီးတော့တီးခံစရာဘာအကြောင်းမှမရှိဘူးမင်းလိုမျိုးရုံမရရင်ဆိုင်နဲ့မိမမျိုးရှိတာထက်စားလို့ရှင်တော့ငါတယောက်ထင်နေတာကပိုပြီးကောင်းတယ်မင်းမျိုးကိုအရန်ချစ်မြတ်နိုးနေတယ်ဆိုလို့ရှင်တော့ဒီကနေတခါတည်းထွက်သွားလိုက်တော့ကွာတွားတွားပြန်မလာနဲ့တွားလိုက်တော့ကော်ရှင်းစာချုပ်ကိုတော့နောက်ထပ်ရက်အနည်းငယ်အတွင်းမှာပဲငါမင်းစီကိုပို့ပေးလိုက်မယ်ဒါဒါဘလို့စကားလဲဘာဖြစ်လို့အလောက်ထိအလွယ်တကူအိမ်တော်ကြီးကိုဖျက်ဆီးမဲ့အကြောင်းကိုပြောနေရတာလဲချွေးမလေးကမြို့ပေါ်မှာတအားအလုံးနဲ့ထိုင်လာခဲ့တဲ့မိန်းကလေးတယောက်မဟုတ်ဘူးလား သူကမြို့မှာပဲအမြင်နဲ့နေထိုင်ခဲ့တဲ့အတွက်အဲဒီကယဉ်ကျေးမှုထုံတဲ့အစင်လာတွေကိုပဲလေးလာသိယူခဲ့ရတာလေ။အဲဒါကြောင့်ဒါတွေအားလုံးကသူ့ရဲ့အမားတွေမဟုတ်ဘူးသားလေးရေ။ငါကတော့ငါ့ရဲ့ချွေးမလေးပဲနေရာမှာပဲတနေပျော်ပျော်ရွှင်ရွှင်နေနေရကိုပဲမြင်ချင်တယ်။နင်လည်းသူနဲ့ပဲအတူတူသွားနေရမယ်တော့။ဟုတ်တယ်ဟုတ်တယ်။ဘလို့မဆိုအမေတို့အဖေတို့ပြောတာမှန်နေမောင်လေးရဲ့အဖေနဲ့အမေပြောတဲ့စကားကိုတသေးစသာနားထောင်။ရောင်မလေးကအကူဒီအိမ်ကိုရောက်လာတာတိတ်မကြသေးဘူးဆိုတော့သူတိတ်ပြီးတော့မနေတတ်ဘူးဖြစ်နေရော။ တူးနေနဲ့ဘာတွေဖြစ်နေလဲဆိုတာနဲ့နားလည်ပေးသင့်တယ်။အဲဒါကြောင့်ဖြစ်နိုင်မယ်ဆိုရင်တော့နှစ်ယောက်စလုံးမျိုးပေါ်ကိုပြန်သွားလိုက်ကြပါတော့။ဒီကိုဘယ်တော့မှချက်ပြီးတော့ပြန်မလာကြတော့နဲ့နော်။အေးဟုတ်တယ်ဟုတ်တယ်သူတို့ပြောတဲ့စကားတွေကမှန်တော့လည်းမှန်ပါတယ်တားရဲ့။သူတို့နှစ်ယောက်လုံးကနေတလောက်တောင်ရိုင်းဆိုင်နေရကိုတော့မှပဲနေရဲ့စကားတွေအကုန်လုံးကိုနားထောင်နေခဲ့ကြတယ်။ပြီးတော့နေအတွက်ကိုပဲစဉ်းစားပေးနေခဲ့ကြတယ်။ဒါကတော့ငါ့ရဲ့သားနဲ့သမီးပဲ။တို့ကရွာမှာပဲကြေးပြင်းလာခဲ့ကြတယ်ဆိုပေမဲ့အရှမ်းကိုရင်ကျင်းမှုရှိပြီးတော့လိန်လဲလိန်မာကြတယ်အခုနားလဲပြီလားတွေးပြီလား ။ရီမားကလည်းဒါရီအလုံးကိုမြင်တွေ့ခဲ့ရတဲ့အခါမှာတော့သူ့ရဲ့အမားရီကိုလုံကိုသဘောပေါက်နားလည်သွားခဲ့ပါရီ။သူလောက်ခဲ့တဲ့အမားရီပြည့်တွေ့အကုန်လုံးအတွက်သူ့ရဲ့ရခတိရခမနဲ့ရောင်မအလုံးကိုတောင်းပန်လိုက်ပါရီ။ဒီနောက်မိသားစုတွေအကုန်လုံးကလည်းသူမရဲ့အမားရီအကုန်လုံးကိုနားလည်ခွင့်လွှတ်ပေးခဲ့ကြပါရီ။နောက်တော့အရာအလုံးဆင်ပြေသွားခဲ့ပါပြီ။ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျမတို့ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါအောင်နော်။